စတုထိုက်ကအယုပ်တွေကိုဇော်ဆိုတာလေရန်ကုန်မြို့ကနာမည်ကြီးကုန်တိုက်ကြီးတခုမှာညဆောင်လုံကျုံရေးဝန်ထမ်းဖေအလုတ်ဝင်ကမကြသေးဘူးကုန်တိုက်ကြီးကနေဘဆိုလူတွေနဲ့စီကားနေပေမဲ့ညဘတ်ကုန်တိုက်ပိတ်ပြီးမိတွေမှိတ်လိုက်တဲ့အချိန်မှာတော့အင်မတန်ခြောက်ခြားဖို့ကြောက်တာပေါ့တညမှာတော့ကိုဇော်တယောက်ထဲစတုထကိုကင်းလေဖို့တာဝန်ကြတယ်စတုထကအမျိုးသမီးအဝတ်အထည်နဲ့ဖက်ရှင်ဆိုင်တွေရှိတဲ့အထပ်ပါ ဆိုင်တိုင်းလိုလိုမှာလဲအဝတ်အစားတွေဝစ်ဆင်ထားတဲ့အယုတ်တွေအများကြီးရှိတယ်။ကိုစော်ထန်မီတလတ်နဲ့ရှောက်လာတယ်။တထလုံးတိတ်ဆိတ်ငိမ့်တတ်နေပြီးသူ့ခြေတန်းတောက်တောက်ဆိုတာပဲပဲ့တင်ထနေတယ်။သူ့လျှောက်လာရင်ထောင်နာကဆိုင်ဒီဇိုင်းရှေ့ရောက်တော့ခြေလန်းတုန်ခနဲရပ်ထားတယ်။အဲ့ဒီဆိုင်ရှေ့မှာရပ်ထားတဲ့ပလတ်စတစ်အယုတ်မကြီး၃ယုတ်ရှိတယ်။သူဆန္နာကတော့အလေကအယုံမရဲ့ခေါင်းကအရှိကိုမကြည့်ပဲကိုဇောဖကိုစောင်းပြီးကြည်နေတယ်လို့ဖြစ်နေတာပေါ့ ကိုစော်လဲစိုင်ဝန်ထမ်းတဲ့အယုတ်ကိုတိတ်ချမဖြစ်ခဘူးနဲ့သူလဲလို့တွေးပြီးအယုတ်ရဲ့ခေါင်းကိုအရှိတဲ့တဲ့ဖြန်းလဲပေးလိုက်တယ်။အယုတ်နဲ့ထိလိုက်တဲ့အချိန်မှာပလတ်စတစ်သားအေးဆက်ဆက်အထီးအတွေးကြောင့်ကြက်တီးမွေးညင်းနဲ့နဲ့ထွားသွားတယ်။ကိုစော်ရှေ့ကိုဆက်လျှော်သွားတယ်။၅မိနစ်လောက်ကြာတော့တပတ်ပြေပြီးအဲ့ဒီဆိုင်နာကိုဖြန်းရောက်လာတယ်။သူ့မျက်လုံးတွေကိုသူမယုံနိုင်အောင်ဖြစ်သွားတယ်။ခုနကသူတဲ့ပေးခဲ့တဲ့အလဲကအယုံမာကအခုမရှိတော့ဘူးဘေးကအယုံနှစ်ယုတ်ပဲကျန်တော့တယ်ဟိုက်ဘလို့ဖြစ်တာလဲ အယုတ်ကလဲကျသွားတာလားကိုစောထန်မီနဲ့ဆိုင်ထဲကိုထိုးကြည့်တယ်ဆိုင်ထဲမှာလည်းဘာအယုတ်မှလဲကျမနေဘူးသူစိတ်နေနဲ့လှုပ်ရှားလာတယ်လေတိုက်လုံးလဲစရာလည်းမရှိတလို့လူခိုးသွားစရာလည်းအကြောင်းမရှိဘူးလေရုတ်တရက်သူ့အနောက်ပါဆေဘေလက်အကွာဝဲစီကအတန်တခုကြားလိုက်ရတယ်ဂလစ်ဂလစ်ဂလစ်ပလတ်စတစ်နဲ့ကြွေသွားခင်းချမ်းပြန်ပုတ်တိုင်မိတဲ့အတန်မျိုးပေါ့ကိုစောချက်ချင်းနောက်လှည့်ပြီးဓာတ်မီနဲ့ထိုးကြည့်လိုက်တယ်ဘာမှမရှိဘူး စိတ်ထင်တာဖြစ်မဲ့ဆိုပြီးပြန်လဲလိုက်တဲ့အချိန်မှာတော့သူအလွန်တရာထိတ်လန့်သွားတယ်။ခုနကပျောက်သွားတဲ့အယုံမက သူ့ရဲ့အရှိတတဲ့၃ဘီလောက်အကွာမှရောက်နေလို့ပဲ။အယုံမရဲ့မြင့်လာကပြူးနေသလိုလိုရှိပြီးလက်တွေကကိုစောလယ်ဘင်းကိုညှစ်ဖို့ရွယ်နေတဲ့ပုံစံမျိုးမျှောက်ထားတယ်။ကိုစောအော်ဟစ်ပြီးနောက်ကိုဆုပ်လိုက်တယ်။သူမြေတောင်တစ်ခတ်မှပဲအယုံမကသူ့စီကိုပိုနီးခလာတယ်။ခြေထောက်မှာပါပဲလျော့တိုက်တီရွေလာတယ်လို့မျိုးပေါ့ကိုစောအသက်လူပြီးပြေးတော်တယ်ဓာတ်လေကရှိရာကိုအသက်ကုန်ပြေးတယ် ူနောက်ကနေဂလစ်ဂလစ်ဂလစ်ဆိုတဲ့ပလတ်စတစ်သူရွတ်တိုက်တန်းတွေကတရက်ဆက်လိုက်ပါလာတယ်။အတန်ကတစ်ခုတည်းမဟုတ်ဘူး။တထလုံးမှရှိတဲ့အယုတ်တွေအကုန်လုံးလိုက်လာတဲ့အတန်မျိုး။ဓာတ်လေကရှေ့ရောက်တော့ခလုတ်ကိုအတင်းနေတယ်။ဓာတ်လေကတတ်မလာသေးဘူး။အနောက်ကအတန်လေကပို့နီးလာပြီးကိုစော်ဓာတ်မီနဲ့နောက်ကိုထိုးကြည့်လိုက်တော့အယုတ်ပေါင်းရာချီးပြီးသူ့စီကိုလာနေကြတာမြင်လိုက်ရတယ်။တချို့ကလက်ပြတ်နေတယ်။တချို့ကခေါင်းမရှိဘူး။ဒါပေမဲ့အကုံလုံးကတော့သူ့စီကိုဥတီနေကြတာ။ Then ဓာတ်လေကတကားပွင့်သွားတယ်။ကိုစော်ဝမ်းတအားရနဲ့ဓာတ်လေကထဲဝင်ဖို့လမ်းကြည့်လိုက်တယ်။ဒါပေမဲ့ဓာတ်လေကထဲမှာလူဝင်းစရာနေရာမရှိဘူး။ဓာတ်လေကထဲမှာဖိချက်နေရာကိုစောင့်ဆိုင်နေကြတာကတော့အယုတ်တွေပဲ။အဲ့ဒီအယုတ်တွေအကုန်လုံးကကိုစော်ကိုစိုက်ကြည့်နေကြပြီးရှေ့ဆုံးကအယုံမကလက်ကိုဆန့်တန်းပြီးတော့ကိုစော်ကိုဆွဲသွင်းလိုက်တော့တယ်။အာအာအာနောက်တနေ့မနက်မှာတော့ကုံတိုက်ဖွင့်ချင်းရောက်လာကြတယ်။ဝင်ထန်းဒီကပျောက်ဆုံးနေတဲ့ကိုစောကိုလိုက်ရှာကြပေမဲ့မတွေ့ကြဘူး။ ဒါပေမဲ့စတုထကအမျိုးသမီးအဝတ်အထည်ဆိုင်မှာတော့ထူးခြားမှုတစ်ခုရှိတယ်အရင်ကမင်းကလေးအယုတ်၃ယုတ်ရှိတဲ့နေရာမှာအခုတော့အမျိုးသားအယုတ်၃ယုတ်ဒေါ်လာပြီး၄ယုတ်ထင်နေတယ်။အဲ့ဒီအမျိုးသားအယုတ်တည့်ရဲ့မျက်နှာကကြောက်လန့်တကြားအော်ဟစ်နေတဲ့ပုံစံမျိုးထုတ်လုပ်ထားပြီးသူ့ရဲ့ယူနီဖောင်းကတော့လုံးကျုံရေးဝန်ထမ်းဝတ်စုံနဲ့ဖြစ်နေတော့တာပေါ့။စာဖာသူကိုတတိပေးချင်တာကတော့ကုံတိုက်တွေမှာသွာလာရင်အယုတ်တွေကိုတတိထားကြည့်ဘူးလား။သူတို့ရဲ့မျက်လုံးတွေကတင့်ကိုလိုက်ကြည့်နေတယ်လို့ခံစားရဘူးလား။ နောက်တကကုံတိုက်ရောက်ရင်အယုတ်တွေကိုတိတ်ထားကြည့်ကြည့်နော်အဲ့ဒီအယုတ်တွေတဲကတယုတ်ကပျောက်ဆုံးသွားတဲ့လူတယောက်ဖြစ်နေနိုင်တာပေါ့နော်